င်္ဂလာပါရှင်စီဂျီပလက်ဖောက်ကနေတင်ဆက်ပေးနေတဲ့အပတ်စဉ်မိုးလေဝသအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မိုးရသည်ကိုနှုတ်ဆက်ပြီးဆောင်းရသည်ရဲ့အရာသာကိုအပြေအဝကြိုဆိုရတော့မယ့်သတင်းကောင်းတွေနဲ့အတူပင်လယ်ပြင်အတွက်အရေးကြီးတဲ့သတိပေးချက်တွေကိုပါစုစည်းတင်ဆက်ပေးသားပါမယ်ရှင်လက်ရှိမှာတော့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာလေပြင်းနယ်ရပ်ဝန်တစ်ခုဖြစ်ပေါ်နေပြီးသူဟာလာမယ့်နိုဝင်ဘာလနောက်ဆုံးအပတ်ထဲမှာမုန်တိုင်းတစ်လုံးဖြင့်အားကောက်လာနိုင်တဲ့အရေးအယံလေးရှိနေပါတယ် ဒါပေမဲ့မြန်မာပြည်သူတွေတော်တော်စိုးရိမ်စရာမရှိပါဘူးရှင်။ဒီအချိန်မှာမြန်မာနိုင်ငံကိုအရှိမျောက်ဆောင်မုတ်တုပ်တွေတွေအကောက်ကောက်နဲ့ဝင်ရောက်နေပြီဖြစ်လို့အဲ့ဒီမုံနိုင်ရဲ့တက်ရောက်မှုကနေမြန်မာနိုင်ငံလုံးဝကင်းဝေးမှာဖြစ်ပါရဲ့ရှင်။ဒါဆိုရင်လာမယ့်တစ်ပတ်အတွက်အသေးစိတ်ခံမှန်ချက်တွေကိုကြည့်လိုက်ကြရအောင်ပါ။ဒီကနေ့နဲ့မနေ့ပြန်တနင်္လာနေ့မှာတော့တနိုင်ငံလုံးတိုင်းတာနဲ့မိုးလေကင်းစင်ပြီးတာယာနိုင်ပါတယ်။အေယာဝတီတိုင်းမှာတော့ဒီတစ်ပတ်အတွင်းနေရာအနှံ့ပြားမိုးနှင်းငယ်ရွာနိုင်ပြီးတစ်ပတ်လုံးအတွက်မိုးရေကြိမ်းနှစ်လမကျော်လောက်ရရှိနိုင်ပါရဲ့ရှင်။ တနင်္သာရီတိုင်းတောက်ပိုင်းကရင်နီပြည်နယ်ရှမ်းပြည်တို့မှာတော့နေရာစစ်စစ်မိုးနှင်းနေတာရွာမှာဖြစ်လို့မိုးလွန်နေမယ်လို့ဆိုနိုင်ပါရဲ့ရှင်။ဒီကနေ့ကနေဗုဒ္ဓဟူးနေ့အထိဘင်္ဂလားပင်လယ်ော်တောင်ပိုင်းကလေးပြန်နယ်ရပ်ဝင်ရဲ့အရှိန်ကြောင့်မြို့ဝကျွန်းပေါ်နယ်မုတ်တမခွေအတွင်းမှာလေးတိုက်နှုတ်တနာရီမိုင်40ကျော်အထိပြင်းထန်နိုင်တာကြောင့်ကြားဖောင်လုပ်ငန်းလုပ်ကိုက်နေသူတွေအနေနဲ့ပင်လယ်ပြင်လုံးဝမထွက်ဖို့အထူးသတိပေးလိုပါရဲ့ရှင်။ကြာသာပြည်နေ့ကနေတနင်္ဂနွေနေ့အထိလဲဘဲကျွန်းစုကနေကိုကိုကျွန်းအထိပင်လယ်ပြင်မှာလေးတိုက်နှုတ် တနာယီမိုင်50ထိတိုက်ခတ်နိုင်တာကြောင့်ကန်နီကန်ဝေရေလုပ်ငန်းအားလုံးကိုလောရရနာထားတင်ပါရဲ့ရှင်။လာမယ့်တစ်ပတ်ဟာကုန်းပြည်ပေါ်မှာတော့ဆောင်းရသည်ရဲ့ရတာကိုစတင်ခန့်စားရမှာဖြစ်ပေမဲ့ပင်လယ်ပြင်မှာတော့လေပြင်းအနေရကိုအထူးသတိပြုရမယ့်သတင်းတစ်ပတ်ဖြစ်ပါတယ်။ရာသီအကူပြောင်းမှာကျမရေကူးဆိုင်ကြဖို့နဲ့ပင်လယ်ပြင်ခရီးသွားလာသူတွေဘေကင်ကြဖို့ကျမစင်တီကဆုတောင်းရင်းဒီတစ်ပတ်တော့မိုးလေဝသခမန်ချက်ကိုဒီမှာပဲဆုံးသက်လိုက်ပါရစေရှင်။